စပါမဆရှိမရှိဆိုတာကိုမကြခင်မှာပြပြတားတားဆုံးဖြတ်သွားတော့မယ်ဆိုအောင်မင်းအားလုံးမင်္ဂလာပါခင်ဗျာတောချအိုင်ဘက်ကွန်ရှိကိုနဲ့ဖဖဖမစ်အေဂျင့်ကနေကြိုဆိုလိုက်ပါတယ်ဆိုအောင်မင်းနဲ့စပါတို့ရဲ့စာတုတတန်းလက်ရှိချိန်မှာတော့တနှစ်တာကြမ်းရှုတာဖြစ်ပြီးစပါမဆွန်ဆရှိမရှိဆိုတာနဲ့ပတ်သက်လို့လည်းမရေမြာဖြစ်နေရပါစုံကို sorry club တွေကလည်းစိတ်ဝင်စားနေချင်းကမှုတွေပြုလုပ်ခဲ့ပြီးတော့စုံကတော့လက်ရှိချိန်မှာသူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ပြတတဆုံးဖြတ်ထားတာမျိုးတွေမရှိသေးပါဘူးမကြခင်မှာစပါရာသီဥခြေဆမ်းပွဲဖြစ်တဲ့အာရှာကီးစင်ကို လာဖို့ရှိနေပြီးတော့ဆုံးလုံးအာရှကျယ်ဝင်စားမမျိုးပါဝင်လာမှာကစပါးထွက်ဇီဝိုင်းကျိုးမြပို့ပြီးတော့ရရှိဈေးနိုင်မှာပါဆုံးကလည်းစပါးမှာကာရာရှိကြကစားခဲ့ဘူးသူဖြစ်လို့နောက်ဆုံးချိန်ထိတိုင်စပါးကိုပြန်ခဲ့ကြည့်ပေးပြီးတော့သူ့ရဲ့အနာဂတ်ကိုအာရှခြေစမ်းခီးစဉ်ပြီးမှဆုံးဖြတ်မှာဖြစ်တယ်လို့သိရပါတယ်စပါးတရဇူလိုင်လ31ရက်နေ့မှာဟောင်ကောင်မှာအာစတန်တင်းနဲ့ခြေစမ်းမှာဖြစ်လို့နောက်တော့ရဲ့ကြာမှာဆိုးမှာနူးကဆယ်တင်းနဲ့ခြေစမ်းမှုရှိနေပါတယ်တောင်ကိုရီးယားတိုက်စုံဆောင်ကအသင်းအာရှခြေစမ်းခီးစဉ်တို့အရေးပါတဲ့မျက်နှာဖုံးစားမှာဖြစ်တာကြောင့်ဆွေးအနာကတ်ကိုအာရှခြေစမ်းခီးစဉ်ပြီးမှ ဆုံးဖြတ်ဖို့ကိုစပါတင်ဘက်ကဆုံးဘက်ကမှစဉ်းစားနေတာဖြစ်ပါတယ်။ဆိုတာပြီးခဲ့တဲ့ရာသီကစပါတင်တို့က9-6တာတွင်းပေးနိုင်ခဲ့ပြီးခြေစွမ်းမှကြာဆင်းလာပြီးတော့ဝေဖန်မှုတွေကိုလည်းခံနေရပါတယ်။ဆုံးကတောင်မတိုင်းစီနေရာမှာအဓိကကစားသူဖြစ်လို့စပါနီးပြားတဲ့သောမတ်စရန်လက်ထက်မှာလည်းနေရာပြဖို့မစိုးရင်ရပါဘူး။ဒါပေမဲ့စာတိုးသေးချုပ်ဖို့သဘောတူညီမှုသာမရရှိနိုင်လာမယ့်ရာသီကမှစပါကဆုံးကိုအလွတ်နဲ့လက်လွတ်လပ်ဖို့လည်းရှိနေပါတယ်။စီပွားရေးကိုတိတ်ပြီးတော့ကြီးတက်တဲ့စပါဥက္ကရာလီပိုင်းကလည်းဒီချက်ကိုတော်လေးစိုးရိမ်နေတာပါ။လက်စမှာတော့အသက်33နှစ်ပဲဆွာမင်ကို sorry ပလိုလီအသင်းတွေဖြစ်ကြတဲ့ AR လီ အက်ကွဆက်နဲ့အန်အာစာတင်းညာခေါ်ယူစိတ်ဝင်စားနေပြီးစုံကိုခေါ်ယူပေါင်35တန်းလောက်ထိအသုံးပြုသွားဖို့လည်းကြီးမန်းထားပါတယ်